ကျွန်တော်ယုံကြည်ခြင်းဒိုင်းလွားကိုနော်ဟာနေ့တိုင်းဘယ်လိုဝတ်ဆင်ရမလဲဆိုတော့ဒိုင်းလွားကြီးကိုကိုကအမြဲတမ်းဂင်ထားဖို့လိုတယ်ဆိုတဲ့အခါမှာနော်ကျွန်တော်တို့ဒီဒီပုံရိပ်လေးကိုတော့မြင်စေခြင်းတယ်อืมဆိုတော့ဒီဒိုင်းလွားကြီးဂင်ထားတဲ့အခါမှာတော့လေးတဲ့အချိန်လည်းရှိလိမ့်မယ်อืมယုံကြည်ခြင်းကလေးတဲ့ဟုတ်တယ်ယုံကြည်ခြင်းကအမြဲတမ်း up and down ဖြစ်တတ်တယ်ဖြစ်တတ်တယ်ဟောဖျားစကားတွေကြားတဲ့အခါမှာဟာ ကိုကယုံကျင်းတိုင်းလိုက်ရလုံးဝပော့ပါနေအရှိသွားဒါမဲ့နော်ကျွန်တော်တို့ကလောကမှာနေတဲ့သူတွေဖြစ်တယ်လောကမှာနေတဲ့အတွက်လေလောကရဲ့ထိုးနှက်ချက်တွေရှိတယ်အဲ့ဒီအရာတွေကိုကျွန်တော်တို့ကနေ့စဉ်ကြုံနေမိသားစုအပြင်ဖြစ်စေအလောက်ကအပြင်ဖြစ်စေစီးပွားရေးအပြင်ဖြစ်စေနောက်ဆုံးပြောမယ်ဆိုအသင်းတော်အဖွဲ့အစည်းအပြင်ဖြစ်စေကျွန်တော်တို့ကိုဆွဲချနိုင်တဲ့အရာအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒီရဲ့ဒိုင်းလွားကိုနေ့တိုင်းဘယ်လိုလုပ်ရမလဲဆိုရင်တော့ဖျားစကားတော့ အရန်ကိုကြားဖို့လိုတယ်။တမတရားကိုရင်ဖတ်ပါ။ဟာမဲကိုရင်ဖွင့်ဖတ်နှုတ်ကပတ်တရားတော်ကကျွန်တော်တို့ကိုပြုပြင်တယ်။ဒါကြောင့်ကျမ်းစာလည်းဘလို့ပြောလဲဆိုတော့ဟေဘရဲလေးထဲမှာပိုင်ငယ်စနစ်မှာဘုရားသခင်နှုတ်ကပတ်တရားတော်သည်အသက်ရှင်ခြင်းတကိုးနဲ့ပြုပြင်ခြင်းတန်လျက်တကာတို့ထက်ထက်ချင်းနဲ့ပြည့်စုံသည်ဖြစ်၍အသက်နှင့်စိတ်ဝိညာဉ်ကို၎င်းအယိုးစစ်နှင့်ခြင်းစီကို၎င်းပိုင်းခြား၍ထုတ်ခြင်းခွင့်တတ်၏စိတ်လုံးအကြံစီများကိုလည်းသိမြင် တတ်၏ဆိုတော့ဘာလို့နှုတ်ကပတ်တော်နဲ့ယုံကြည်ခြင်းဆက်ဆက်လဲကြားနာခြင်းခုနဆရာမပြောတဲ့မြန်မြန်ကြားတဲ့အခါမှာနှုတ်ကပတ်တော်ဟာဒီလိုပြောထားတာပဲရင်တော့ကျွန်တော်တို့နှုတ်ကပတ်တော်ကိုကောင်းကောင်းမကြားဘူးဘူးကောင်းကောင်းမသိတဲ့အခါမှာကိုယုံကြည်ခြင်းကလည်းဟိုးရင်တော့ကဒါမခိုင်မြဲခဲ့ဘူးအရှိသလောက်ပဲเนาะဒါမခိုင်မြဲခဲ့ဘူးဒါပေမဲ့နောက်ပိုင်းရောက်တဲ့အခါမှာ ဟာဖခင်ရဲ့နှုတ်ပတ်တော်တွေမြင်များကြားလာတယ်၊သိလာတယ်။အော်ဒါဒီလိုပြောကိုယ်တိုင်ဖတ်လာတယ်။စုံမသက်နဲ့လေ့လာတဲ့အခါမှာဒီယုံကြည်ခြင်းတိုင်းလွားဆိုတာနေ့တိုင်းကြားဖို့လိုတယ်။ဘာလို့နေ့တိုင်းကြားဖို့လိုလဲ။စာတန်းနေ့တိုင်းတိုက်လို့။ဒီနောက်ထူကနေ့တိုင်းလဲရွေးချယ်ရမယ့်အရာတစ်ခုလည်းဖြစ်မယ်နော်။နေ့တိုင်းရွေးချယ်ရတယ်။ဘောနော်ဆိုတော့ကျွန်တော်ကျန်းစာဖတ်မလား။အင်းဘာမှမတခြားရလုံးမလားဒါတွေကတော့အမြဲတမ်းကိုတိုက်နေရတာတွင်တွဲနေတွင်တွဲနေရ တွန်းတွင်းနေတာဘာထုလို့လဲเนาะဆိုတော့ဒါကြောင့်ကြားနာဖို့ရွေးချယ်ရမယ်တုတ်ကပတ်တော်ကြားတဲ့ခါမှာယုံကြည်ခြင်းတက်တယ်အမေဆိုတော့ဒိုင်းလောကိုကကင်နိုင်တယ်အမေတစ်ချိန်တည်းမှာပဲဒိုင်းလောမကင်နိုင်တဲ့သူတွေရောရှိလားရှိတယ်ရှိတယ်ရှိတယ်ဆိုကိုမိသားစုတွေမှာကွာယုံကြည်ခြင်းကြီးမားရယ်ဆိုရင်ကိုယ့်ရဲ့ဒိုင်းလွတ်အောက်မှာသူတို့လည်းရှိနေတယ်ဆိုရင်သူတို့လည်းလုံခြုံတယ်လုံခြုံတယ်အဲကြောင့်အာမင်နော်ဆိုဒီဒီဟိုယောမရေကဒီလိတ်ပုံတံတန် တိုက်ကွက်ဆိုတာရှိတယ်။ဆိုတော့တို့ကတစ်ဖက်ကနေမြားရင်နဲ့ပြစ်လာပြီဆိုရင်တို့ကရှေ့တန်းကလူတွေအားလုံးကကာလိုက်တယ်။နောက်ပြီးရင်တချို့ကဒူးထောက်ချလိုက်ပြီးတော့ရှေ့မှာကာပေးတယ်။ဆိုတော့အမိုးလို့ဖြစ်သွားတယ်။အမိုးတချို့ကျအပေါ်မှာအပေါ်မှာကာထားတယ်။မထားတာပေါ့နော်။ဆိုတော့အဲ့လိုလုပ်တဲ့ခါမှာတချို့တွေအတွက် ချုပ်မှုရသွားဒီဟာလေးကဘာပုံဖော်လဲဆိုတော့ခါမှာကျမတို့ယုံကြည်သူအချင်းချင်းစုဝေးခြင်းယုံကြည်ယုံကြည်သူအချင်းချင်းမိသားအဖွဲ့ချင်းကိုလည်းပုံဖော်တဲ့အရာလေးတစ်ခုပဲเนาะဟုတ်တယ်ဆိုတော့ဒီဒီရဲ့ဒီရဲ့အာတိုက်ခွက်ကကျတော့တူးတယောက်တည်းကပဲနိုင်လို့ရတဲ့အရာမဟုတ်ပဲနဲ့ကျမတို့ယုံကြည်သူတွေအများကြီးပေါင်းစည်းပြီးတော့မှကျမတို့အနေနဲ့ဝိုင်းဝန်းပြီးတော့မှတိုက်ပြီးတော့မှအောင်မြင်ရမယ့်အရာတစ်ခုဆိုရလဲကျမတို့တွေးရတယ်မှန်တယ်ဆိုတော့ဒါကြောင့်မလို့ညီဟို ယုံကြည်သူတွေတဲ့ဆုံတွေ့ခြင်းဝတ်ပြုခြင်းကိုမဆောင်လွဲနဲ့တဲ့အိဗေကပါလဲဆိုတော့ယုံကြည်ခြင်းအားနည်းတဲ့လူအချိန်တွေရှိတယ်ယုံကြည်ခြင်းမရှိတာမဟုတ်အားနည်းတာအားနည်းတာဆိုကြသွားတဲ့အချိန်တွေရှိတတ်တယ်အဲ့လိုအချိန်တွေမှာကျွန်တော်တို့ကမလုပ်ဖို့လို့လဲတူတယောက်ရဲ့နော်လင်မယားဆိုလဲဒါကြောင့်နှူးသွားရင်ပို့ပြီးခီးရောက်တယ်ဆိုတာအဲ့ဒါတွေကြောင့်ဖြစ်တယ်ဆိုတော့ကိုကပဲအမြဲတမ်းထမ်းနေတဲ့လူတွေလည်းဒီနေ့ရှိနေမယ်အဲချိုးတွေအားငယ်နေမယ် စိတ်မပြတ်နဲ့သင်ရဲ့ယုံကြည်ခြင်းကြောင့်သင်မိသားစုအကွယ်ကဖြစ်တယ်။သင်ရဲ့ယုံကြည်ခြင်းကြောင့်သင်အသင်တော်သင်ရဲ့လူမှုအတိုင်းဝင်သင်ရဲ့အမျိုးတွေအကာအကွယ်ဖြစ်တယ်။ဒါကြောင့်မလို့ဒီရဲ့ယုံကြည်ခြင်းဒိုင်လွာကိုအမြဲတမ်းနေ့တိုင်းဝတ်ဆင်ထားဖို့လိုတယ်လို့ပြော